လူမကန်းနဲ့တော့လူမကန်းနဲ့တော့မရဘူးမကန်းနဲ့တော့မကန်းနဲ့တော့မရဘူးအခွေတိုင်းရေစကြိုမျိုးအမှတ်သုံးပန်းတော်တင်ရက်ခွက်ကကုံစုံဆိုင်ကြီးတဆိုင်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကတီးရပါတယ်ဧပြီလ၄ရက်နေ့ညနေ၃နာရီလောက်မှာပန်းတော်တင်ရက်ခွက်မှာရှိတဲ့ဒေါ်ဆယ်တန်းကုံစုံဆိုင်ကစတင်ပြီးမီးလောင်ခဲ့ရာဘင်းချင်းကတ်နေအိမ်တလုံးလဲမီးကူးဆက်ခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်အော်ဒေါ်ဆယ်တန်းဒေါ်ဆယ်တန်း စီဆိုင်ပေါ်ဆာမီလို့ပြောတယ်အဲသူကအင်းဒီရောင်းတဲ့စီဆိုင်မှာဒီရောစားဒီရောဒီဇေယောရောင်းနေတယ်သူကအဲ့လိုပုံဆိုင်လေးလေးဖွင့်ထားတယ်စားဒီတွေရောင်းတယ်ကာမတိကသူတဆိုင်နဲ့သူတဆိုင်နဲ့ဘေးကဟတ်တာပဲရှိတာဟိုလိုပါမတော့ဒါအပြင်မီးလောင်နေချင်းမင်းငိမ့်တက်ဖို့သွားတဲ့အမျိုးသားတအူးကိုလည်းမီးလောင်တဲ့နေရာနီးမှာရောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ဒဏ်ရာရခဲ့တယ်လို့အထက်ပါဒေသခံကဆက်ပြောပါဗျ။ရင်းစကြုံမျိုးမြို့နယ်မိသက်တပ်ဖွဲ့နဲ့မြို့မကြီးအရန်မိသက်တပ်ဖွဲ့တို့ကမင်းငိမ့်တက်ခဲ့တာ မီလောင်မီနိုင်ဝက်ကြမှာမိငိမ့်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီမီလောင်မှုအတွင်းလူထိခိုက်မှုမရှိဘဲငွေကျပ်300ဝန်းကျင်လောက်တော့ဆုံးရှုံးနိုင်တယ်လို့ဒေသခံတွေကခန့်မှန်းထားပေမဲ့မြေလက်အတန်ကတိကျအတိမပြုနိုင်သေးပါဘူး။